ရှိလို့ရင်မပြည့်ဘူးလေလားကဲအခုရွှေတပိတ်တာရှိတယ်အာနောက်ထပ်လည်းပဲရွှေတပိတ်တာထပ်လို့ရနေတာပဲဖြစ်ဒါမပြည့်ဘူးပြောဟာကတော့ကဲနောက်ထပ်တပိတ်တာချာလို့ကဲတပိတ်တာရပြီမပြည့်ဘူးလားလို့မေးရင်လေးပိတ်တာလို့ကျင်တယ်လို့ပြောမှာတော့တာတထလို့ကျင်တာတူပါတထလို့ရင်တော့သူလည်းပဲမပြည့်တာပဲမပြည့်တာလို့ဆိုကဲလေးပိတ်တာရရင်ဒေါ်လာလို့ပြီးတော့ရှစ်ပိတ်တာလို့ကျင်တာပဲဆိုတာကတော့ပိတ်တာတစ်ထောင်ရလဲပြည့်ဘူးတူတူပါနောက်ထပ်တစ်ထောင်လို့ကျင်မှာပဲနော်တစ်ထောင်ရတော့၄ထောင်လို့ကျင်မှာပဲ ဲ့တော့ကျတို့ဖြည့်စရာကတော့ဘယ်တော့မှမဖြည့်ဘယ်တော့မှမပြည့်တာဖြစ်တဲ့အတွက်အဲဒါကြီးကတော့တော်တော်မကောင်းပါဘူးလို့ပြောကြင်စရာရှိပေမယ့်ခုနပြောခဲ့တယ်ကဲဖြည့်စရာတွေကိုဘာမှမကြည့်အောင်မင်းအဖြည့်ကံလူဖြောက်ပလိုက်ပွားလို့ဆိုတော့အဖြည့်ကံလူတော့ပြောက်ပလိုက်ဆိုပြောက်သားပြီဆိုတဲ့အခါကျတော့ကဲသူကဘာကောင်းတယ်လို့ပြောအောင်ပါပြောရရင်တော့ဖြည့်နေရတာမကောင်းတယ်လို့အဖြည့်ကလူမရှိတာလဲမကောင်းပလေပေါ့မကောင်းတဲ့အကြီးအသေးအသေးရတော့အတူတူပဲလို့ပြောရမှာပဲ ဒါပေမဲ့ကာမရဲ့ယူပရဲ့အာယူပရဲ့ဒါပေမဲ့ကာမရဲ့တော့ယူပတော့အာယူပတော့ကောင်းပါတယ်လို့တော့ပြောနေရတယ်တကယ်တော့မကောင်းဘူးပြောတာပဲအဲ့လိုမကောင်းတာတွေဖြစ်ပေမဲ့လည်းအဲ့ဒီခွင်းကနေဘယ်သူမှလော့မယုံနိုင်ဘယ်သူမှလော့မယုံနိုင်ဘူးအဲ့ဒါပြောတာပေါ့ကျွတ်တော်မြတ်စွာဘုရားရဲ့ဟောချက်ထဲမှာဒေဝိနဝါမာရိနဝါပြမှုနာဝါနဲ့ဒေဝိနဝါနတ်တီ၎င်းမာရိနဝါမန်တီ၎င်းပြမှုနာဝါပြမာတီ၎င်းနဲ့ကိနာစီလောကလောကလောကဒေဇုံတစ်ခုသောလောက ဘယ်လောကမှာဒီခုနဓမ္မစက်ဆိုတဲ့လဲအောင်ဖြစ်တယ်ဓမ္မစက်လဲအောင်ဆိုတာလွတ်ရောက်တဲ့အချိန်ရောက်ဘယ်သူမှပြောသူဘယ်သူမှမပြောနိုင်လွတ်ရောက်တဲ့လမ်းဘယ်သူမှမပြနိုင်ဘယ်သူမှမပြနိုင်ရနေပြီးတော့ကျုပ်တို့ဗျာကနေလွတ်ရောက်တာကိုပြောလိုက်တဲ့အခါကျတော့စိတ်အားဝမ်းသာဖြစ်ရမှာစိတ်ဝမ်းသာတယ်လေဖြစ်ရမှာဖြစ်ရရင်ကျုပ်တို့ဖြစ်ဘာလို့မဖြစ်တာလဲကျုပ်တို့ကဒုက္ခတော့မကောင်းမသိကျုပ်တို့ကျင်လည်ရတဲ့ကာမကျင်လည်ရမှုလည်းပဲပြောလို့ကျင်လည်ရတာကဘာတော့မှားလေးလို့ပြောရမှာပါပေါ့ ကာမကိုမကြီးမွေသေးဘူးပေါ့ဗျာတကယ်လို့ကာမကြီးမွေလို့ယူပလောက်ရင်လဲယူပလည်းကြီးမွေရပါပဲအဲ့ဒီပါလို့အဲ့ဒီပါလည်းကြီးမွေရပါပဲဒါလည်းသတ်ပေါက်တော့မဟုတ်ဘူးဒါလည်းပဲစုပ်ပြတ်နေတဲ့ဟာပဲဖြစ်တယ်လို့ဆိုတာမျိုးသူသိရပါပဲသိရမှပြည့်မယ်လို့ကိုကကာမလည်းလုံးစီပတ်စီမသိဘူးယူပလည်းလုံးစီပတ်စီမသိဘူးအဲ့ဒီပါလည်းလုံးစီပတ်စီမသိဘူးတကယ်လူမှဖြစ်နိုင်တာကတော့ကာမထဲမှနေလုံးမယူပါနဲ့ပြောင်းဘာမို့အဲ့ဒီပါတီပြောင်းဘာမို့လည်းကာမထဲပြန်ရောက်တော့ကာမရဲ့ယူပရဲ့အာယူပရဲ့အပြင်ကသိနေတဲ့အလုံးကြီး ဘယ်မှာထောက်ခွင့်မရှိဟိုဥဥကြီးပေါ့ဗျာဒါပြောမယ်စင်တယ်မြတ်စွာဘုရားလို့ပြောမယ်စင်တော့မြတ်စွာဘုရားဟိုဝိရဒသွားတဲ့ခါကျဝိရဒပုံနာကြီးကဆဲတဲ့ခါကျတော့ဝိရဒပုံနာကြီးကဘာလို့ဆဲတာတော့မေးလိုက်ခါရကြီးတဲ့လူကိုမယုံသေးလို့မြတ်စွာဘုရားငငယ်နဲ့တူပါတယ်ဒါဘိုးပုံနာကြီးကဟိုဟိုပေါ့ပုံနာဟိုကြီးကိုဒီလူငငယ်လေးကနေအယုံသေးမပေးရအောင်လားဆိုပြီးတော့ဆဲတာပေါ့အာမင်းနဲ့ကနေဘယ်လိုကြီးလို့တော့မပြားမေးတော့တဲ့တဲ့ဘလောက်ရှိသေးလို့လဲအာဘလောက်ရှိနေပြီပေါ့အာကြီးတာပေါ့လို့ပြောတဲ့ခါကျတော့အာအရင်မွေးတာနဲ့ကြီးတယ်လို့ပြောရမလားလို့ဘုရားပြောရတာ ကဲဒီလိုဆိုရင်ငါမေ့မေးရမှာပဲကျမကြီးတကောင်ကကျုပ်တယ်လို့ဟုတ်တယ်ကျုပ်တယ်လို့ဟုတ်တာပထမတရက်မှာတလုံးဟုတ်တယ်ဒုတိယတရက်မှာတလုံးဆယ်မြောက်မှာထဲလုံးဆယ်လုံးမြောက်အဲ့လိုဟုတ်တဲ့အခါမှာပထမဆုံးဟုတ်တဲ့ချက်ဟုတ်ကပေါက်တဲ့ချိန်ကျတော့သူမပေါက်နောက်ဆုံးဟုတ်တဲ့ဆယ်မြောက်မှာဟုတ်တဲ့ချက်ကတော့ပေါက်တဲ့အခါအစဆုံးပေါက်ပြီးတော့ဆက်တယ်ကိုရမြောက်ဟုတ်တဲ့ချက်ကျုပ်ကနောက်တရက်ပေါက်ဒီရက်နဲ့နောက်တရက်ပေါက်ဆယ်ပထမဆုံးဟုတ်တဲ့ကျုပ်ကနောက်ဆ ောက်တဲ့အတွက်အငယ်လားဒုက္ခနောက်ဆုံးမှဥပြီးတော့အတလုံးပောက်တဲ့ချက်ကနောက်ဆုံးမှဥလို့အငယ်လားနောက်အတလုံးပောက်တဲ့အတွက်အကြီးလားဟောပေးတဲ့ကကြဘုံနာမျက်စိလဲလို့ပြောကြတယ်ဘုံနာမျက်စိလဲတော့ဒါတော့ဗျာအတလုံးပောက်တဲ့ချက်ပဲအကြီးလို့ထားမှာပေါ့လို့သူပြောပြီးတလို့ဆိုရင်အဝိဓ္ဓာဆိုတဲ့ဥက္ကိုကြီးတဲ့ကတဲ့ဖောက်နိုင်တာကငါအတ္တဆုံးနဲ့လူတော်ငါကြီးဆုံးလို့ဆရာကလည်းဒီလိုမျိုးပြန်ပြောတယ် အဝိဇ္ဇာဥပ္ပုံဆိုတော့ကျွတ်တာအဝိဇ္ဇာလည်းပဲအဲမတိကြတာဆိုတော့အဲ့ဒါကြီးကိုဥပ္ပုံကြီးနဲ့နှိုင်းလိုက်တော့ဘိုးမတိသွားတော့ဘူးလို့ပြောမှာပေါ့ဗျာအဲ့တော့ကျွတ်တာပြောရမှာကာမယူပအာယူပဒီ၃တဲ့ဘုံကဒါဥပ္ပုံကြီးထဲမှာ နေနေရတယ်ဖြစ်ရဒီကာမကောင်းတယ်တို့ဘုံယူပကောင်းတယ်အာယူပကောင်းတယ်အာယူပကောင်းတယ်ဆိုတာကြီးနဲ့ကြားလာတဲ့ခါကျအာယူပမကောင်းကြအောင်ကာမကောင်းတယ်ကာမကောင်းတာကြားလာပြီကာမကြီးတဲ့ခန္ဓာကိုကြားလာပြီဆိုကာမကြီးကိုလည်းဘာယူပကောင်းတယ် တခုမကောင်းတခုကောင်းရေသူကထင်နေတာဒါအဝိဇ္ဇာဒါမသိသေးနေပဲအကုန်လုံးမကောင်းတာအကုန်လုံးမကောင်းတာကိုမကောင်းမှမသိဘူးဆိုတော့ဒါအခုကိုကြည့်နေပုံနေတာဒီတည်းလဲနေတာပြောဒီတည်းလဲနေတာတောင်သူတို့ကသိရေးရာမသိဘူးအဲ့ဒါရေးလဲလဲမသိတဲ့အခါကျဒုက္ခမသိအဲ့ဒီဒုက္ခမှမသိဘူးလို့ဆိုတဲ့အခါကျတော့လည်းပဲသူကနေပြီးတော့ထွက်ပြောက်ရဖြစ်တယ်ဒါသူ့ရဲ့အရိယတ္တဟောချက်သူကဝန္ဒရဲ့လက်ဖြစ်နေဒါကြီးကြားပြီမလို့လည်းပဲပြတ်တယ်ပြတ်တယ်ဒေဝိနာဝမာရိနာဝမြေမှုနာဝနဲ့ တတ်တယ်ရောမန္တရောပြမာရောကတောင်းမှအချင်းမကုန်အောင်တခါရင်မြတ်တယ်လို့ဆိုပေးမယ်ကျုပ်တို့အပြင်တဲ့ကြီးမှအဟောလဲမှအဟောချင်မြတ်တယ်လို့လည်းမထင်ချင်ဘူးပေါ့ဗျာဒါပါလို့လုံလုံလို့ဆိုရင်ကိုယ်ဒီဥက္ကုံနဲ့နေနေလို့ပေါ့ဗျာဒါအဲ့တော့ဆိုလိုတာကတော့ပြင်တကယ်ဒီဥက္ကုံကတော့မကောင်းတာဒီဥက္ကုံမကောင်းတာဒီခုနကကာမယိပါအာယိပါဆိုတာမကောင်းတာရရှိပေမဲ့လေဒီတည်းကဘသူမှဘယ်မှထွက်ပြေးလို့ပြဘယ်မှသွားခိုးနှားနေခြင်းလို့လည်းမရဘူးလမ်းမှမရှိတာကြီး ဲ့ဒီမှာကျွတ်တို့ဘုရားအနေပြီးတော့မဂ္ဂအရိယတစ္ဆာတို့ကိုဖော်လိုက်တဲ့ခက်ဒီမဂ္ဂအရိယတစ္ဆာရဲ့ဆက်လေသွားတဲ့ခက်ကြမဂ္ဂကွာတော့ဒုက္ခတိဒုက္ခတိတော့သမုဒိယပဲသမုဒိယပဲတော့တိရောဓာဆိုင်ဆိုတာဒုလူလူချင်းနဲ့ထပ်ပေါက်တစ်ခုတို့ရပြီတကယ်ကို သူရဲ့တဲ့ဆက်ရလမ်းမှာင်တော့တာအဲ့ဒီဆက်ရလမ်းမြင်တော့သူတို့သိမ့်လေးနဲ့သွားတော့သူရဲ့တရားတိတဲ့ပြစ်သားပဲဒီလိုလဲသိမ့်လေးနဲ့သွားတော့တာပေါ့ နောက်ဒါကိုသိကြတဲ့သူတွေလည်းပဲအတော်လေးနဲ့ကိုကြတာပါလေးနဲ့ကိုပဲကျွတ်တော့လေးနဲ့တယ်လို့ဆိုတာတာတဲ့ပေတွေကလေးနဲ့တာပဲကျွတ်တော့လေးနဲ့လို့ပြအောင်ဖြစ်ကျွတ်တော့တော့ကြည်ညိုရမယ်လို့ဆိုတဲ့အတိုင်းကြည်ညိုရတာပဲရှိတာပေါ့ဗျာအဲဒါပြောလို့ဆိုဒီဘက်ကအရေးကတိတာတိတ်လေးနဲ့တိတ်လေးနဲ့လို့ဘယ်လောက်များလူကြီးနဲ့လွတ်ပြီးတော့နေလို့လဲလို့မေးရင်နေလွတ်တာပေါ့တကယ်လူရဲ့နေတဲ့အမှုတစ်ခုပဲအဲတိတ်နေတဲ့အမှုတစ်ခုဖြစ်ပေမဲ့ဒီဘက်ကအရေးကတိတာ哦လူရအမှုမဲ့မှတ်မဲ့နဲ့ချော်ပြီးတော့ကြည်ချော်လက်ချော်ဒီလမ်းပေါ်ကနေချော်ပြီးတော့နေကြ လမ်းပေါ်ချော်ပြီးတော့နေတာလေဘာလို့လဲဒီမက်ကအရိယတစ္ဆာတဲ့အလေလမ်းကိုအလေတဲ့တွေချောက်ပါလားဆိုဒီလေတဲ့တွေချောက်တယ်ဘာလို့လေတဲ့တွေမချောက်နိုင်အောင်ဆိုဝဲစွန်းရှားစွန်းသုံးဖို့အထက်စွန်းအောက်စွန်းပေါ့ဒီအစွန်းကိုလေတော့မသိဘယ်ချီလမ်းပြက်လိုက်တဲ့အတွက်ဘယ်စွန်းပေါ်ရောက်ပြီလဲဘယ်ချီလမ်းပြက်လိုက်တဲ့အတွက်ဘယ်စွန်းပေါ်ကျတယ်လဲအကျွတ်တို့အဲ့ဒါမသိတဲ့အတွက်အကျွတ်တို့ဟာဒါချော်ကြတာလို့သူပြောအဲ့ဒါမှလည်းပဲပြောရမယ်ဗျဒီကာမတုခါလေးကနေရောကအစွန်း ကာမဒုက္ခလေးကနိယောဂအသွွန်ဆိုတာဘယ်လိုမှပြောရတော့အတ္တကိလေသာနိယောဂအသွွန်အတ္တကိလေသာနိယောဂအသွွန်ဆိုတာဘယ်လိုမှပြောရတော့တကယ်တော့မက္ခလို့ဆိုတဲ့အချက်ရှိချက်ရှိတယ်ဆိုတာလည်းတော့မဲ့ရင်ရှိချက်ဆိုပြီးတော့အချက်ရှိချက်ရှိတယ်အဲ့ဒီအချက်ရှိချက်ကိုပဲဒီသူတို့ကချလိုက်မယ်ဆိုရင်ဒီမက္ခမဖြစ်သေးဘူးလို့ဆိုလို့ရှိရင်ဒီအချက်ရှိချက်ကဘက်တာမဖြစ်သေးဘူးဆိုပြီးပါတော့အပြင်တဏ္မာဒိဋ္ဌိဆိုလို့ရှိရင်တဏ္မာမထက်နဲ့ တဏ္ဍမတဲ့အမြင်ဒိဋ္ဌိတဏ္ဍတိတ္တပါကိုလည်းတဏ္ဍဖြုတ်ရပါစေတိတ္တပါတဏ္ဍဝါစာစီလည်းတဏ္ဍကိုဖြုတ်ရပါသူဝါစာတဏ္ဍကမ္မန္တမှာလည်းတဏ္ဍဖြုတ်လေကမ္မန္တတဏ္ဍအာဇီဝလည်းတဏ္ဍကိုဖြုတ်လေအာဇီဝတဏ္ဍဝါယမလည်းတဏ္ဍဖြုတ်ရမစေဝါယမတဏ္ဍတတိယလည်းပဲတဏ္ဍဖြုတ်လိုက်တော့တတိတဏ္ဍတမာတိယလည်းတဏ္ဍဖြုတ်လိုက်မစေတမာတိအဲ့တော့ပြောမယ်စေတဏ္ဍတွေကိုဖြုတ်လိုက်မယ်ဆိုရင်နောက်ကြံတာတွေကဘာလဲဒိဋ္ဌိ တင်ကပ်ပဝါစာကမန္တာအာဒီဝဝါယာမသတိသမာဓိဒီလိုပြောရမှာပေါ့ကွာအဲ့တော့ဒိဋ္ဌိတင်ကပ်ပဝါစာကမန္တာအာဒီဝဝါယာမသတိသမာဓိဒီချက်ရှိချက်ရှိတို့ဒီချက်ရှိချက်ကိုကျုပ်တိတ်ကိုဂိထားမယ်လို့ပြောပါဝါစာစကားပြောတယ်ကမန္တာဒီလိုတစ်ခုပြုတ်လို့တယ်အာဒီဝဒီလိုတစ်ခုမျက်နှာနေမျက်နှာထားလုပ်တယ် ဝါယာမကျိုးသားတယ်သူတဏ္ဍာဖြစ်ခြင်းမဖြစ်ပဲမဖြစ်ဘဲလဲမကျင်နေမယ်ဝါတတိကျုပ်တို့တတိထားတယ်အဲ့ဒါတဏ္ဍာဖြစ်ခြင်းမဖြစ်ပဲတမာတိကျုပ်တို့ကလည်းတိတ်ကိုထားထားတယ်အဲ့ဒီပေါ်မှာသူကတမာဖြစ်ခြင်းမဖြစ်ပဲအဲ့ဆိုလိုတာတော့မတမာလည်းဖြစ်ခြင်းဖြစ်မယ်လို့ဆိုတာဒိဋ္ဌိသူမြင်တယ်တေကပ္ပသူတွေးတယ်မြင်တယ်တွေးတယ်တမာတော့ဖြစ်ခြင်းမဖြစ်ဘူး အဲ့တော့ပြောမယ်စေဒိဋ္ဌိတင်္ကပ္ပဝါသာကမ္မတဝါယမအာတောရေအာဒီဝဝါယမတတိတမရိဒီချက်ရှိချက်ကလေးကိုခင်ဗျားတို့သိကြကြကြခါရဲသဘောပေါက်ထားကြပါပေါ့ဒါကိုသိနေ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 ကြီးဖြစ်နေမှာတွေ့နေတဲ့အတွက်ကိုလူမှုသက်ဆိုင်ရတဲ့မှာထည့်ထားပါလို့ပြောရမယ်ကိုလူတယောက်ကိုတွေ့လို့ရှိရင်ကိုချစ်သူပဲဖြစ်ဖြစ်မချစ်သူပဲဖြစ်ဖြစ်ကိုရန်သူပဲဖြစ်ဖြစ်ကိုမိတ်ဆွေပဲဖြစ်ဖြစ် ဒီတုကိုမြင်တယ်တွေးတယ်ဒီတုအကြောင်းပြောတယ်လှုပ်တယ်နေတယ်ဝါစာကမန္တအာဒီဝနောက်ဒီတုနဲ့ဆက်လင်းလို့ဒဇုံတစ်ခုအားထုတ်လုံးလာလှုပ်တယ်နောက်တခါသတိထားတယ်နောက်သူ့ပေါ်မှာသိထားတယ်ဒီချက်ချင်းကလူတယောက်နဲ့တယောက်ဆက်ဆံရပြီလို့ဆိုရင်ဆက်ဆံရေးအချင်းရာချစ်ချဲလို့ပဲလို့ပြောထားပေးပါကတည်းကဒါကြောင့်တော့တမားချင်းတမားမယ်မတမားချင်းမတမားဘူး တမရင်တော့မဲခင်ရှိပါဖြစ်ဘောဘဒမာဘူးလို့ဆိုရင်တော့မဲခင်ရှိပါမဖြစ်ဘောအဲ့တော့ဒီချက်ချက်ချက်ဟာကျွတ်တုတ်တည်းကလိုရင်လဲလိုမယ်မလိုရင်လဲမလိုဘူးကျွတ်တုတ်လူသာတွေ့ရပြီလို့ဆိုရင်အဲ့ဒီလူတယောက်ပေါ်မှာမြင်တယ်တွေ့တယ်အဲမြင်တယ်တွေ့တယ်ဆိုတာကျွတ်တုတ်လုံကြတယ်အဲ့လိုပဲအကြောင်းသိတယ်လို့ပြောတယ်လုံတယ်နေတယ်ဉာဏ်တည်းဉာဏ်တားဒါလုံတယ်အကြောင်းသိတယ်လို့လုံသွားတာပဲနောက်တစ်ခါကြိုးစားတယ်စိတ်ထားကြိုးကြကြိုးစားတယ်တတိထားတယ်စိတ်ထားတယ် ။ဟောအဲ့လိုပြောတဲ့ကျွတ်လည်းလောက်တယ်။သူပြောလို့ဆိုရင်ဒီချက်ချစ်ချက်ကကျွတ်တို့ရဲ့နေ့စဉ်သုံးနေတဲ့အချက်ချစ်ချက်ပါပေါ့။ပြောလို့ဆိုရင်နေ့စဉ်ကျွတ်တို့ကခဏတီးနေတယ်လို့ထီထောင်နေတယ်လို့။ဒီချက်ချစ်ချက်ကလည်းကျွတ်တို့နေ့စဉ်အမှုပါလို့သူပြောတာ။ဒီနေ့စဉ်အမှုအချက်ချစ်ချက်ကိုပဲကျွတ်တို့ဘုရားကနေပြီးတော့ပြောသွားမှာတော့။ကျွတ်တို့ဘုရားရဲ့တရားဆိုတာဒီနေ့စဉ်အမှုတွေကနေထုတ်သွားမှာတော့။သူမြင်တယ်တွေးတယ်ပြောတယ်လုပ်တယ်နေတယ်ကြိုးစားတယ်လိုချတယ်သိထားတယ်ဒီချက်ချက်ချက်ကိုပဲ ကျုပ်တို့ဗျာနေပြီးတော့တရားအောင်ဘယ်လိုလုပ်ပါတရားပြတ်တာဘယ်လိုဖြစ်တာလို့ဆိုတာပြောသွားတာဟောအဲ့ဒါသိကိုရှင်းလို့တော့ကျုပ်ရဲ့ဗျာလေးကိုခင်ဗျားတို့လည်းပဲဘယ်နဲ့တလုံးထားသိကျင်တာ ਨੇ ဒီတကားပြောတယ်လို့မှတ်ပါဗျာအဲ့တော့ဒီအချက်ချင်းချက်ဟာကျုပ်တို့အနေနဲ့ရိုးရာချက်ချင်းချက်ရိုးရာချက်ချင်းချက်ဆိုတာကိုယ့်ဖေကိုထက်တိုင်းလဲမြင်တဲ့အဖေကိုတွေးတယ်ဖေကြောင့်လဲပြောတဲ့အဖေကိုအဖေနဲ့တက်လိုက်ပြီးတော့လှုပ်ပေးတယ်အမြင်နဲ့မြင်တဲ့ဓာတ်လဲလိုလိုလိုမလိုဘူးလို့ကျွတ်တော့နေပြီးတော့ဖေးပေါ်မှာလဲထားပေးတယ် အဲ့လိုပဲလုံလဝိရိယလည်းပဲတစ်ခုခုထားပေးတယ်တတိလည်းထားပေးတယ်အဲစိတ်ထားလည်းပဲဒီအဖေးနဲ့ဆက်လျင်းလို့စိတ်ထားလည်းထားပေးတယ်ဒီချက်ချက်ချက်အဖေးပေါ်မှာလည်းလုပ်တယ်မိဘပေါ်မှာလည်းအဲ့တည်းပဲလုပ်တယ်နောက်ဆုံးပဲကိုယ့်ရဲ့မွေးချင်းလေးပေါ်မှာလည်းလုပ်တယ်ကိုယ့်ရဲ့လင်းလင်းသားသားမယားမယားလည်းပဲအဲ့ဒါလိုလုပ်ပေးတယ်လုပ်တယ်နောက်ဆုံးပဲမိတ်ဆွေဆိုတဲ့သူတွေပေါ်မှာရန်သူတွေဆိုတဲ့ပေါ်မှာရောဒီချက်ချက်ချက်ပဲကျွတ်လို့လုပ်ကြတာပါလို့ပြောချင်ပါတယ်ဒီချက်ချက်ချက်ပဲလုပ်ကြတာဆိုရင်သူတို့ဘုရားတရားလည်းပဲမလို့ဆို အဲ့ဒါကလေးကိုတမာဖို့ပါနော်တမာတာလေးကိုကျွတ်ဗျာလမ်းပြန်လို့ဒီလိုပြောမယ်ဒီချက်ရှိချက်လောက်ကြတာပါအဲ့ဒါလေးလည်းနည်းနည်းလေးခိုးခွဲစစ်စစ်ပြောရမယ်ဒီချက်ရှိချက်လောက်တာကျွတ်တို့ကလောက်တယ်လို့ဆိုရင်မဲ့ကျွတ်တို့ရဲ့အလုတ်ခံလူတယောက်ရှိတယ်ပြောအဲ့တော့ကျွတ်တို့နဲ့ကျွတ်တို့ရဲ့အလုတ်ခံလူနှစ်ယောက်ကြားထဲမှာဆက်တွေ့တဲ့ပစ္စည်းလေးလို့ပြော ဲ့တော့ဒီချက်ရှိတဲ့အကျုပ်တို့လားလို့ဒီကျုပ်တို့မဟုတ်ဒီချက်ရှိတဲ့ကိုယ့်ရဲ့အလုခံရတဲ့သူလားဆိုအလုခံရတဲ့သူလည်းမဟုတ်ဘူးအလုခံရတဲ့သူ ਨੇ ကိုကြားထဲမှာတွယ်လိုက်တဲ့ပြည်ကြီးလေးသူ့အမြင်နဲ့ဒါတွယ်လိုက်တဲ့ပြည်ကြီးလေးပေါ့သူ့ကြောင့်တွေးတယ်ဒါသူ ਨੇ ကိုယ်နဲ့ဆက်လျင်းနဲ့ကြားထဲမှာတွယ်လိုက်တဲ့ပြည်ကြီးလေးသူ့ပြောတယ်သူ့ကိုလှုပ်ပေးတယ်သူ့ကိုနေထိုင်ပေးတယ်သူ ਨੇ ဆက်လျင်းလို့ကြိုးစားပေးတယ်သတိထားပေးတယ်သိထားပေးတယ်ဒီချက်ရှိချက်က အဲကျတော့လူတယောက်နဲ့တယောက်ကြားထဲမှာဆက်သွယ်တဲ့ပစ္စည်းဒီနေရာမှာအဲ့ဒါပြောရပြောချင်ပါဗျာဘာပြောမလဲဆိုလောကလောကဆိုတဲ့စကားလေးလောကဆိုတာဘာလဲလောကဆိုတဲ့စကားဟိုအခုခေတ်စကားပေါ်နေတဲ့စကားတစ်လုံးနဲ့ပြောမယ်ဆိုရင်ပါတီဆိုတဲ့စကားလေးနဲ့ပါတူတယ်ဗျာပါတီဆိုတဲ့စကားဒါအပေါင်းအယောင်လို့မသိပဲရှိတယ်ဘာလို့ဆိုတော့ပါတီဝင်တယောက်ကိုပါတီလို့ပြောလို့ပြအောင်ဗျာပါတီဝင်တယောက်ဟာပါတီမဟုတ်ဘူးပါတီဟာပါတီဝင်တယောက်မဟုတ်ဘူး အဲ့ဒါလည်းတန်ခါဆိုတဲ့စကားလိုပဲပေါ့တန်ခါဆိုတာဘုန်းကြီးယဟန်နေပြောတာလားဘုန်းကြီးယဟန်နေပြောတာပဲဘုန်းကြီးယဟန်တပါးကိုတန်ခါလို့ပြောလို့မရဘူးတန်ခါဟာဘုန်းကြီးယဟန်တပါးမဟုတ်ဘူးပေါ့ဘုန်းကြီးယဟန်နေရဲ့ဝေးစီးနေတဲ့စုမဲ့ကလေးကိုတန်ခါလို့ပြောတာတော့ပဲပါတီဆိုတာလည်းပဲအဲ့လိုပဲပါတီဝင်နေရဲ့စုမဲ့ကလေးကိုပါတီလို့ပြောတာပဲပေါ့အခုကျုပ်တို့လောကဆိုတဲ့စကားလည်းအဲ့လိုပြောနေကြလောကဆိုတာလူမဟုတ်ဘူးကျုပ်တို့ကလောကလို့ပြောတာ ပေါင်းသဘောအဖြစ်သိစားခေါ်လိုက်တော့ကျုပ်တို့ကပဲလောကလူလူတော့ဖြစ်သွားတာပေါ့လေ။ဘာလို့ဆိုဖုန်ကြီးကိုပဲတခါလို့ဆိုတာမျိုးကိုအပေါင်းသဘောအဖြစ်တော့ပြောသွားကြတာပေါ့ဗျာ။နောက်တခါပါတီဝင်တယောက်ကိုပဲအာတူပါတီပါတီကအဲလိုမျိုးလို့ပြောသွားတာမျိုးလို့ဖြစ်သွားတာဆိုတော့နည်းနည်းသိစားလိုက်ရင်တော့ကျုပ်တို့လူတယောက်ချင်းထီလည်းပဲလောကလို့ပြောတယ်လို့ပြောရမလို့လို့ရှိတယ်ပေါ့။ဒါပေမဲ့အစ်မအတိအကျောက်ပြီးသိတာလောကကလူပေါ့။အဲ့ဒီလူတယောက်ကတခြားလူတယောက်နဲ့ဆက်ဆက် အဲ့ဒီချက်တက်မှုလေးကလောကလို့သူပြောနေတယ်ဗျာအဲ့တော့အဲ့လိုတခြားလူတယောက်ကတခြားလူတယောက်နဲ့လူတွေကတယောက်နဲ့တယောက်ကဘယ်သူနဲ့ဘယ်သူမှမကင်းနိုင်အောင်ဆက်ဆက်နေတာဖြစ်တဲ့အတွက်အဲ့ဒီအဆက်ဆက်ကိုလောကလို့ပြောခြင်းပဲအဲ့ဒီလောကလို့ဆိုတာဟောဒီကလူတယောက်နဲ့တယောက်ရဲ့ဆက်သွယ်မှုရဲ့အချင်းရာရှိချက်သူပြောခြင်းကဒီချင်းရာရှိချက်ဒုက္ခပဲပြောခြင်းအဲ့ဒီချင်းရာရှိချက်ဆိုတာအမြင်အတွေ့အပြောအလုပ်အတိတ်ကြိုးစားလို့ကြာသိထားဒီချက်လေးရှိချက်ပေါ့အဲ့ဒီချက်ရှိချက်အပြင်လည်းပဲပူပူမူမူဖြင့် ရှိတော့ပါဘူးပြောချင်ပါတယ်လူတယောက်ကတယောက်ဆက်ဆက်တယ်ဆိုဒီချက်ချစ်ချက်နဲ့ပဲဆက်ဆက်ကြတာပါပေါ့အဲဒီချက်ချစ်ချက်ကိုသူတို့ကဒါတော်တော်ကြီးလေးလေးနဲ့နဲ့ရှည်ရှည်ဝူးဝေးကြီးနဲ့တခုတ်တရပြောနေတာတော့ဒါတို့နေ့စဉ်တကယ်ဖြစ်ထွန်းနေတဲ့အရာပါလို့ဆိုတာကိုနည်းနည်းပေါ်လင်းပေါ်လင်းစီခြင်းလို့ပါဒါပေါ်လင်းသွားပြီဆိုရင်သူတို့ကပါပြောရမယ်ဆိုသူတို့ဖျားနေပြီးတော့မင်းဒီမှာပฏิပဒါလမ်းမင်းဒီမှာပฏิပဒါလမ်းလို့ဆိုဒီပေါ်ကနေပဲပြောဒါလမ်းမယ် မြင်တယ်တွေးတယ်ပြောတယ်လုပ်တယ်နေတယ်ကြိုးစားတယ်နှိုးကြတယ်သိထားတယ်ဆိုတာကလမ်းပဲဓမ္မိစ္စမပฏิပဒါဟုတ်ချင်မှာဟုတ်မယ်ဟုတ်ချင်လည်းဟုတ်မယ်တကယ်လို့များမိစ္စမပฏิပဒါမဟုတ်တဲ့အန္တမေကပေါ့အစွန်လန်းပေါ့ဗျာနော်အန္တမေကလို့ဆိုတဲ့အစွန်လန်းဖြစ်တဲ့သင်လည်းပဲဒီအစွန်လန်းမှာဘာတွေရှိမှာတုံးလို့မေးရင်ဒီအစွန်လန်းနေပါပေါ့နော်အမြင်အတွေ့အပြောအလုပ်အနေကြိုးစားနှိုးကြသိထားတာပဲအန္တအန္တမေကလည်းပဲဒီရှိချက်ပဲရှိမယ် မိစ္ဆာပတိပဒမေကအန္တမေကဆိုတာတရားမှမပါနဲ့လမ်းမဟုတ်တဲ့လမ်းစွန်လမ်းပေါ့လူလျှောက်လမ်းရမယ်လမ်းမဟုတ်ဘူးလူနေထိုင်ရမယ်ကျင့်သုံးရမယ်လမ်းမဟုတ်ဘူးအဲ့ဒါကိုအန္တမေကဆိုပြောတော့ဟောအန္တဆိုတာဒီအသွန်ဖျားဒါအယုဒ္ဓမာလို့လည်းပြောအယုဒ္ဓမာလမ်းလို့လည်းပြောနိုင်တာပေါ့ဘုမိစ္ဆာပတိပဒဆိုတာအမြင့်မြတ်လမ်းပေါ့နော်အဲ့တော့လမ်းဆိုရင်ဒါပဲအဲဒီလိုဆိုလို့တာပေါ့နော်လမ်းဆိုလို့ရှိရင်အမြင်အတွေ့အပြောအလုပ်အနေကျူတာနိုးကြစိတ်ထား ဒီတိတ်ချစ်ကြလမ်းမယ်ဒီတိတ်ချစ်ကြလမ်းမယ်ဆိုဒီလမ်းထဲပါမဒါလေလားဒါအသွန်လားလို့ဆိုတော့အသွန်နေလားလို့ဒါခွဲမှာတော့အဲ့ဒါလေးကိုကျုပ်ပြီးပြတာပြောချင်ပါလေဒါလေလားဒါအဖျားနာအသွန်ဖျားနေလားလို့ဆိုတော့ကျုပ်ကပြောမှာလို့ဆိုတော့လမ်းဆိုရင်ဒါပဲအမြင်အတွေ့တဝန်းနဲ့တူလူတဝန်းနဲ့တူမြင်တယ်တွေ့တယ်ပြောတယ်လုပ်တယ်နေတယ်ကြိုးစားတယ်နှိုးကြတယ်သိထားတယ်ဒါလမ်းပဲအဲ့ဒီလမ်းမှာဘိသနာပတိဥဒါလမ်းလေ ီမိတ္တပတိပဒမဟုတ်တဲ့အသွမ်းဖြာလန်းတွေကိုခွဲတဲ့အခါမှာဘာနဲ့ခွဲလို့ဆိုအသွမ်းဖြာလန်းနှလန်းရှိတယ်လို့ဖြာပြောအသွမ်းဖြာလန်းနှလန်းဟောပါလို့ဆိုကာမတုခ္ခလိကနိယောကလန်းအတ္တကိလမထာနိယောကလန်းဆိုတော့အဲဒီလိုမျိုးဆိုအသွမ်းဖြာလန်းကိုနှလန်းပြောတယ်ခုနကဒီကာမတုခ္ခလိကနိယောကလန်းဖြစ်တဲ့အသွမ်းဖြာလန်းရဲ့အတ္တကိလမထာနိယောကလန်းရဲ့လို့ဆိုတဲ့အသွမ်းဖြာလန်းဒီဆုံးဖြာလန်းနှလန်းကလွတ်တဲ့ဟာကိုကြတော့သိသိမပတိပဒလန်းလို့ဟောဒီလိုမျိုးလေးပြောတာ ဒါပိသိမပဋိတ္တာအလဲလလမ်းပေါ့ဗျာဒီအလဲလလမ်းကဘယ်တော့လမ်းတော့လမ်းပဲလမ်းနာမယ်ယူပေးလိုက်တာဒါရီယာလူချောက်မယ်လမ်းမဟုတ်တဲ့အစွန်လမ်းနေဟုတ်လားတော့လူချောက်မယ်လမ်းဖြစ်တယ်အလဲလလမ်းအဲဒီလိုမျိုးလေးပြောလိုက်တာပဲရှိတယ်တကယ်အစွန်ပြလမ်းတော့ဒီဟာဒီ foundation တွေပဲမဟုတ်ဘူးလားဒီအချက်လက်တွေပဲမဟုတ်လားဟုတ်တယ်အလဲလမ်းတော့ဒီအချက်လက်တွေပဲမဟုတ်လားဟုတ်တယ်အဲဒီချက်လက်တည်ခြင်းအတူတူ ဘယ်နဲ့ကြောင်သူ့တော့အလေလမ်းပြောပြီးတော့ကျန်တာတွေတော့အသွန်လမ်းပြောရတယ်ဆိုဒါတမာတဲ့အချက်ရှိချက်တွေဖြစ်လို့ပွားတွေကမတမာတဲ့အချက်တွေအချက်ရှိချက်တွေဖြစ်လို့လို့ပြောရမှာပေါ့သူတို့ဆိုရင်ဒီအလေလမ်းလမ်းရဲ့ဝဲစွန်းရာစွန်းဖြစ်တယ်အသွန်နှစ်စွန်းဟာဘာတွေလဲလဲလို့ပြောကာမတုခန္ဓိကနိယောဂလမ်းကာမတုခန္ဓိကနိယောဂလမ်းဆိုလို့လည်းပဲတခြားမမှတ်နဲ့ကာမတတနာနဲ့ကာမတုခာလိကတတနာနဲ့ပေါ့ဗျာတော့ ကာမတုခံလိကအမြင်နဲ့ကာမတုခံလိကလည်းခွဲရမလို့ကာမဆိုတာကမြင်စရာကြားစရာနံစရာရက်စရာတွေ့စရာတွေပေါ့နော်အဲအာယုငါးပါးတွေပေါ့အာယုငါးပါးတွေနဲ့အာယုငါးပါးတွေကပေးတဲ့ချမ်းသာအာယုငါးပါးပေးတဲ့ချမ်းသာကိုခံစားပြီးတော့ဤကအာယုငါးပါးပေးတဲ့ချမ်းသာပေါ်မှာဤကနေတဲ့ဟာကိုဤကနေတဲ့အမြင်နဲ့ အာယုငါးပါးပေးတဲ့ချမ်းသာကိုညှိကပ်နေတဲ့တဒနာနဲ့ပေါ့။ဟောဒါစကားနဲ့ပြောလိုက်တော့အမြင်စရာတဒနာပါပဲ။အာယုငါးပါးပေးတဲ့ချမ်းသာပေါ်မှာညှိကပ်နေတဲ့တဒနာနဲ့အမြင်ကိုလှုပ်ပြီးတွေးကိုလှုပ်ပြီးအပြောကိုလှုပ်ပြီးအနေကိုလှုပ်ပြီးဟုတ်ကဲ့နော်။အဲဒါကြတဲ့အလုတ်ကိုလုတ်ပြီးအတေကိုလုတ်ပြီးကြိုးစားမှုနှိုးကြမှုသိထားမှုလုတ်ပြီးဒီချင်းရချစ်ချစ်ဒီလမ်းမှာနော်သူကပြောတယ်ကာမချမ်းသာကိုညှိကပ်နေတဲ့အပြင်နဲ့လုတ်တယ် အမြင်အတွေ့အပြောအလုပ်အတေကျူတာတိုးကြသိတာဒါဒီပယ်သွုံးပေါ်ဗျာတော့ဝဲသွုံးပေါ့ဒီချက်ချင်းချက်ပဲတော့ဒါအဲ့တော့အဲ့ဒါမှာကာမတုခလိကနေရောကလမ်းကိုလည်းပဲအာကာမတုခလိကနေရောကလမ်းပယ်ရပါတယ်ဟေးကာမတုခလိကနေရောကလမ်းပယ်ရပါတယ်လို့ဆိုလို့သူတို့အပယ်မှားကြမယ်ဗျာတော့အပယ်မှားကြမယ်ဆိုတာကာမတုခလိကနေရောကလမ်းကိုတို့ပယ်ရပါတယ်ဟေးကာမတုခလိကနေရောကလမ်းပယ်ရပါတယ်လို့ဆိုတော့သူကကာမကိုပယ်ချတယ် ခြင်းတွေကိုပယ်တယ်အတန်တွေကိုပယ်တယ်အနတ်တွေကိုပယ်တယ်ရတာတွေအတွေ့တွေကိုပယ်တယ်ကိုတတ်နိုင်တဲ့အားနေကိုကိုထိရောက်ဆုချရတယ်လို့ထင်ရတယ်ဟာပယ်တာပဲဗျာတို့ကတော့ဘာလို့ပယ်ဘာလို့ဖို့ပယ်တာတော့မေးမချမ်းသာအောင်ပယ်တာဘာလို့ချမ်းသာရည်အတွက်ညှိကပ်ပါဦးချမ်းသာတာကိုသွေးညှိသွားမှဆိုရင်လည်းမချမ်းသာအောင်ပယ်တာဗန္ဒလေးမှာကြားဘူးတယ်ခေပကတိုက်ပါတဲ့ဆရာတော်ကြီးတပါးခုနေခါလာလို့ရှိရင်အွက်တွေလည်းအများပြားရလား အဲ့ဒီဘတ်တွေကိုပါလိုက်တော့တခါလေရေတွေဆက်ဆားတွေဆက်တယ်ကျွမ်းနေလုတ်ပြီးတော့တခါလေရရတာကိုဖြတ်တာပေါ့ဗျာအဲရရတာကိုဖြတ်ပြီးတော့အဲစားတော့တယ်လို့ဆိုတဲ့အခါကျတော့လို့ဆိုတော့ကာမကိုပယ်တာဗျာတကယ်တော့သူကာမကိုပယ်ရပါလားလို့ပြောတော့ကာမဟာကာမဒုက္ခလေးကနေရောကလမ်းလားလို့ပြောကာမဟာကာမဒုက္ခလေးကနေရောကလမ်းဟုတ်ဒါပြည့်ကာမကပေးတဲ့ချမ်းသာကာမကပေးတဲ့ချမ်းသာရောကာမဒုက္ခလေးကနေရောကလမ်းလားလို့ ကာမပေးတဲ့ချမ်းသာလည်းကာမတုခံလည်းကနေရောလားဟုတ်ကာမလည်းပဲပြောရတော့အာအချင်းတွေးတောင်းနေတဲ့ချိန်မှာဇီးပုတိလေးသားလိုက်ရရင်ကောင်းတာမှာပေါ့ချမ်းသာဖြစ်သွားမှာပေါ့ဒါကြီးချမ်းသာဖြစ်သွားပြီဆိုရင်ဒါတော့ဖြင့်အောက်ဆုံးဖြစ်တဲ့ကာမတုခံလည်းကနေရောကလမ်းနဲ့ရောက်ပလာလို့မရောက်သေးဘူးဒါလိုပြောရမယ်ဘယ်လိုဆိုရင်အဲ့ဒီကာမရဲ့ကာမပေးတဲ့ချမ်းသာရဲ့ဟာတရားမှာမဟုတ်တယ်လို့ ကာမပေးတဲ့ချမ်းသာပေါ်မှာသွေကြည့်နေတယ်လို့ဆိုရဲတတိတရားရနေပေါ်ဗျာသူတလွန်းဆွတ်ဆွတ်နဲ့ဖြစ်ပြီးနေတယ်ဆိုအဲ့ဒါရောကာမဒုက္ခလိကနေရောကလမ်းဖြစ်မလားလို့ဆိုအဲ့ဒါလဲကာမဒုက္ခလိကနေရောကလမ်းမဟုတ်သေးဘူးအကျိုးတို့ပြောရမှာကြလားဘာလို့လဲကာမရဲ့ဒုက္ခရဲ့အန္လိကရဲ့အတုယောဂရဲ့လို့သူပြောအောင်ကာမကအာယုနာပါကိုပြောတယ်ဒုက္ခဆိုတာကအဲ့ဒီအာယုနာပါရတဲ့ချမ်းသာကိုပြောတယ် အန်လိကဆိုတာကအဲ့ဒီချမ်းသာကဖြစ်ပြီးနောက်မရှိတော့ဘူးကြောက်သွားပြီဖြစ်မယ်လို့လေအဲ့ဒါကိုလွန်ဆွပြီးတရားတယ်ပေါ့ဒါအန်လိကပေါ့အဲ့တော့ကာမတုခံလိကလို့ဆိုတာကာမအာယုန်ရဲ့ကပေးတဲ့ချမ်းသာကိုတလုံးစွတ်သွတ်နဲ့နေနေတာအဖြစ်ဒါတုကာမတုခံလိကနေရောကလမ်းမဟုတ်သေးဘူးပြနော်အဲကမ္မတုခံလိကနေရောကလံပုတ်သေးဘူးလို့ဆိုတော့ဒါကမ္မတုခံလိကနေရောကလံဘယ်လိုအားလို့သိ